အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာဖိုးကျော်ရေးသားသောမက်ဆောင်ပြနှင့်တားရဲတို့ရွာလို့အမည်ရတဲ့လုံချင်းဝတ္ထုရှိကိုအပိုင်းနှင့်အနေနဲ့ကျွန်တော်ရွှေတာမှဆက်လက်၍ဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာမက်ဆောင်ပြနှင့်တားရဲတို့ရွာအပိုင်းနှင့်ပြားဘရုအုံများတွင် ထို့သောအရေးပေါ်အပေါက်ရှိသလိုပြောင်းအောင်နာတော့မရောက်မီကင်းရဲ့ဖြစ်အမဲဆောင်နေသောရှေးပြေးပြားများလည်းရှိလေသည်ထိုရှေးပြေးကင်းပြားများသည် ပြားပဒုအုံနှင့်နီးလာသောရန်သူကိုဥဆုံးထိုးစိတ်ကြိုက်တုပ်၍ကာကွယ်တတ်ကြသည်။အေးမြစနစ်တကျရှိ၍ရန်သူများကိုစနစ်တကျကာကွယ်တိုက်ခိုက်တတ်သော ပြားပဒုများကိုရှာရှာပွေပွေဖွေယူကြခြင်းမှာ ပြားပဒုကောင်လေးများတပိတ်တလည်းရင်၃လေးချက်စီရသည်ဖြင့်ဖြစ်ပါသည်။ပြားပဒုကောင်လေးများမှာဒီဘူတင်ပုတ်ဘူပလုတ်ပိုးတို့ထပ်ပင်ရတာရှိသည်ဖြင့်ပြားဖို့သမားများသည်ပြားပဒုချင်းကိုတက်ဆွန့်ဆံပြားဖြင့်ဖို့ကြနေသည်။ ပြားပရုကောင်ကလေးများကိုအရှောက်လှမ်းသာပြီးစီနှစ်ကျော်ကျော်လော်စားရတော့အရသာမှလေတခြားမြည်သည့်အရသာနည်းများမတူအောင်ကောင်းတဲ့ဖြင့်ဖြစ်ပါသည်ပြားပရုဖို့လို့တော့ပြားဖို့တမများသည်ဥသောပြားပရုကောင်များကို အမေသာငါစသည်အညီအဟောက်အသားများနှင့်ထောင်၍လိုက်ကြသည်ငပြောပန်သို့မဟုတ်နန္ဒရွတ်အရှောက်ကိုရှောင်းငင်၍ရသောရှောင်းမြင်ငယ်ဤတဖက်တစတွင် ပြားပုလိုကောင်များကိုက်ချီသွားနိုင်လောက်သောတားတဲ့ငယ်ကိုရှိထားရသည်ရှင်မြင်ငယ်၏တဖက်တစတွင်မူဝါပန်သို့မဟုတ်အယောင်လက်နိုင်သောတေးရွှဖြတ်စားတစ်ခုကိုရှိပြီးပြားပုလိုချင်းရှိသည်ဟုထင်ရသောတောအဆတဲ့ပင်မြက်ပင်ရှုံစသည်တို့တွင်တင်ထားရသည်ထို့အခါအညီအဟောက်ကြိုက်သောပြားပုလိုကောင်များသည်အမဲတားတဲ့ကိုအနက်ခံလိုက်လာပြီးကိုက်ချီယူသွားတတ်သည်အမဲတားတဲ့ကိုပြားပုလိုကောင်များ ိုက်ရှည်ပြန်သွားပြီဆိုလျှင်အမဲသားတဲ့နဲ့တဆက်တည်းရှိထားသောတိတ်ရွက်ဖြက်ဆာဝါဖက်ဆာတို့မှတွဲလဲဆွဲ၍ပါသွားတတ်၏နေအောင်ကြီးတွင် တလဲလဲနှင့်ပါသွားသောတိတ်ရွက်ဖြက်ဆာဝါဖက်ဆာအစသည်တို့ကိုကြည့်ပြီလူကလိုက်သွားရသည်ပြားကောင်နှင့်ချော်မြင်ရှိမှတင်းငယ်၍မမြင်ရတော့လေတိတ်ရွက်ဖြက်ဆာဝါဖက်ဆာအစသည်တို့မှမူတလဲမှနေပါရှိသည်ဖြင့်နေအောင်နှင့်ထိတွေ့သောအခါတလဲလဲအယောင်တောက်ပြီးအတိုင်းသားမြင်နေရ၏ ်ထို့အခါတပင့်မြင့်ပေါ်မှာတက်ကြည့်နေသူကမြည်သည့်နေရာဘက်သို့ပြန်သွားကြောင်းအော်ဟေး၍မြေပြင်ဘက်ကလူကလိုက်စီသည်အမဲသားတည်းချော်ကျိုးနှင့်တေးရဖျက်စားတို့ကိုကိုက်ချီပြန်သွားသောပြားဘသူမှာလေးလံသဖြင့်မြင့်မြင့်မပြန်နိုင်ပေတပင့်ပြားတလွတ်သာပြန်နိုင်သို့တော်ပြားဘုရူသည်သူတို့၏ကျင်းရှိရာနေရာနာသို့ရောက်ပြီးဆိုသည့်နှင့်တပြိုင်နက်ရန်သူများလိုက်လာလျင် သူတို့၏ကျင်းရှိရာကိုမတီးရဲအောင်မိုးပေါ်သို့မြင့်မြိုင်သည်များမြင့်အောင် စိုက်စိုက်မှန်မှန်ထိုးတက်ပြန်တက်သွားပြီးမိုးရံအမြင့်မသည်ဘလူချင်းရှိရာသို့အချိန်ပြင်းစွာနှင့် ထိုးဆိုင်ချလာတတ်သည်ဤဒီကို ပြားဖို့သမားများက လမ်းဖွက်သည်လမ်းဖြောက်သည်ဟုဆိုကြ၏အမဲသားတင့်နှင့်ချော်ချိုးပြားသားကိုတည်ဆောင်လာသော ပြားဘလူက မိုးပေါ်သို့တက်တက်မမတ်ထိုးတက်ပြန်သွားပြီဆိုလျင်အိနာတဝိုက်တွင် ပြားပရုအောင်မောက်ရချိပြီဆိုသည်ကို ပြားဖွဲ့သမားတိုင်းသိကြသည်ထို့အခါ ပြားပုတို့ဆင်းသွားရာတစ်ပင်စားတီတို့ကို အမှတ်အသားပြု၍ထောက်လန်းကြပြန်၏ပြားပုတို့ချင်းကိုထောက်လန်းရ၌ကင်းဆောင်ပြားများနှင့်ဝင်မတွုံးမိအောင်လဲအထူးတတိထားရသည် များသောအားဖြင့်ကင်းပြားများသည် ပြားပုတို့ချင်းရှိရာလေညာအထက်မှ လေတိုက်ခတ်သောရာသီအလိုက်လှဲ့လေ၍စောင့်နေတတ်ကြသည်လေညာကနေ၍စောင့်မှသူတို့သည်ရန်သူကိုလေကျောလိုက်၍လှည့်မြန်စွာထိုးစိတ်ကြိုက်တုံနိုင်မည်ဖြစ်သည်လေအောက်ကစောင့်နေရင် လေညာတို့ လေးစံပြန်တက်ရတဲ့ဖြင့်ရန်သူကိုရုတ်ချီထိရောက်လည်မြန်စွာတိုက်ခိုက်နိုင်ခြင်းမရှိပေ။အေဒီမှာတလေးဆန်တိုင်း၌မွေးရပါအသည့်ညာမျိုးဖြစ်ပါသည်။ဥပမာလက်ထောက်ငှက်ကလေးများသည်အစာမစားရဘဲကြီးပြင်းလာကြသလိုပင်လယ်ထဲနေသောမိုးဆွေငှက်သမျိုးသည် အန္တဝါရေပြင်၌မှုန်တန်းကြတော့မည်ဆိုလျင်အလိုလိုသိလာပြီးမှုန်တန်းမကြမီနာရီချား၍တစ်တော်ကြောက်ဆောင်များတွင်ဝင်ပုံးခုန်နေတတ်ကြသည်။ထို့ကြောင့်လည်းပြားပလူလိုက်သူများသည် တားတဲ့ချော်ကျိုးတစ်ဖြတ်ဆအများကိုရှည်စူးသွားတော့ပြားပုကောင်ဆင်းသက်သွားရာလေအောင်မှပြားပုကျင်းသားကိုတဖြည်းဖြည်းလေဆန်ရှင်းကပ်ရသည်ဤဒီမှာကင်းပြားများသည်လူတို့၏ချွေးနှံစသည်တို့ကိုမရနိုင်အောင်လည်းဖြစ်လေသည်ပြားပုကျင်းသားကိုရောက်ပြီဆိုလျင်ပြားပုကျင်းအဝနာတွင်၃ပေါက်၅ပေါက်ကျင်းအကြီးသေးကိုလာ၍ရှိတတ်သောအရေးပေါ်ဂဲပေါင်များကိုရှာရပါသည် ထို့သောရှားဝင်ရာတွင်ဘရူချင်းထဲတွင် လူကျွန်ကြမသွားအောင်လေတရီနှင့်ပြားဘရူချင်းအဝမြေပြင်သားကို နားနေကြိုက်၍ထောင်ရပါသည်မြေသားပါနေသောနန်းပေါင်းခဲပေါက်ရှိရသည်အရှားနေရာများထက်အတန်ပိုကျယ်သည်ကျင်းထဲမှပြားဘရူကောင်များတေအေအမိဟင်းနေတံကိုပို၍ဆူညံစွာ ကြားရတတ်ပါသည်ထို့အခါထိုနေရာကိုတိရွတ်တိခက်ခဲလုံးကလေးများနှင့်အမှတ်သားထားရပါသည် ထိုအရေးပေါ်နန်းပေါက်ဂဲပေါက်ကိုတီးပြီးမှတ်မိပြီဆိုလျင် ပြားများအဝဲထွက်လုံနေတော့ဝင်ပေါက်ထပေါက်ကိုပါတပါးတည်းမှတ်ခါလာလန်းအတိုင်းတပြေးပြေးမိချောင်းတွားတွား၍ဘရူချင်းသားကခွာရပါသည်ဘရူချင်းကိုတွေ့ပြီဖြစ်တော့သူသည်သူဤဘရူဖို့အဖွဲနှင့်တိုင်ပင်ကစေယိုမီပြောင်းနန်းပေါက်အရေးပေါ်ကိုပိတ်ရန်ချွန်စီစားစီတို့ကိုယူ၍နေ၌၎င်းည၌၎င်းတွားဖို့နိုင်ပါသည် ဘရူချင်းကြည့်လိုက်ရင်မိုးလင်းပိုင်းည၌သွားဖို့လေရှိပါသည်ဘရူချင်းသားတို့ရောက်ပြီဆိုလျှင် လူသုံးယောက်သည်ဥဆုံးနန်းပေါက်အရေးပေါ်ကြည့်ရသောမိချောင်းတွားတွားတွား၍နန်းပေါက်ခဲပေါက်ကိုရှင်သေးများနှင့်ပိတ်ကြရသည်ပြီးမှဘရူကောင်းများအဝင်ထွက်လို့သောဝင်ပေါက်ထွက်ပေါက်မှဆေးရုံမီးပြောင်းကိုမီးချို့ကထိုအပေါက်နှစ်ပေါက်မှဘရူချင်းနှင့်ကိုမီးခိုးမှုန့်သွင်းလာရပါသည် ထို့အခါနန်းပေါအရေးပေါ်ကိုလည်းချက်ချင်းကိုက်ဖောက်၍မရတော့ပြားပလူများမှာစေယုံမိခိုနတ်မှု၍လူကိုအန္တရာယ်မပြုနိုင်ကြတော့ပေ။သုံးမသာ ပြားပလူအိမ်ကို ပေါတူတင်းရင်းများနှင့် ပေါက်ဖြက်၍ခလေးငယ်များရှိသောပြားသလက်ကို ယူကြသည်။ဤသို့ခဲရခဲစေလောက်ကန်ရသောဗရုချင်းများကိုပင်ယခုတနေ့နေ့မှာတောဝင်တဆဖြစ်သောမောင်တီတို့ညီကိုများကဖွေရဲလောက်ကန်ရဲကြသည်ထိုအခါမှာဥပညုံမှာသူဤ နတ်ပြားအတွက်များစွာဆိုရင်သွားလေ၏ထို့ကြောင့်လည်းဤတငယ်များ၏သွားရေးလာရေးစသည်တို့ကိုတတိထားကြည့်ကြရန်တားနှစ်ယောက်အားကြို၍ပြောထားလိုက်လေသည်အေးကွယ်ဒီအတိုင်းစာဆိုရင် မောင်တီတို့ညီကိုရဲ့သွားရေးလာရေးကိုမင်းတို့အကဲခတ်ကြည့်ကြမှာဖြစ်မယ်ဒီကောင်တွေဒီဘက်တော့ကြုံလာကြတာမူမမှန်မှုထင်အဘကိုလာပြီးဆက်ချင်းလာပြောကြကြားလားဟုတ်ကဲ့အဘ အခန့်တော့မောင်ရီတို့ညီအကိုတို့တွေမြို့တောင်ခြေသို့ရောက်လာကြသောအချိန်မှာတပေါင်းတွေသည်မွန်းတက်မလောက်ရှိနေလေပြီတောရိတ်တောင်ရိတ်တိပင်ဝါရိတ်တို့ကြောင့်တပေါင်းတွေသည် မြို့တောင်ခြေ၌များစွာပူပင်ခြင်းမရှိပေထို့ကြောင့်လည်းမောင်ဒီတို့ညီကိုတုံးရောက်သည်မြို့တောင်ချင်းရင်းမှလမ်းချင်းကလေးအတိုင်းမြို့တောင်ကြီးပေါ်သို့မမောမပန်းပဲတက်ရောက်နိုင်ခဲ့ကြသည်ရခိုင်ရိုးမကြီးနှင့်ကလေးရက်ရှိသောဤတောင်တန်းကို မြို့တောင်ဟုခေါ်ကြခြင်းမှာ ရှေးဘက်ဝေဇနီကအီတောင်တန်းကြီးပေါ်တွင်မြို့လူမျိုးများနေထိုင်ခဲ့ကြတဲ့ဖြစ်ဖြစ်လေသည်မောင်တီတို့ညီကိုသည်မြို့တောင်ကြီးပေါ်မှာတဆင်မြို့တောင်နှင့်တဆက်ထဲဖြစ်သော ကြောက်ပြတောင်တို့ခရီးဆက်ကြပြန်သည်သူတို့သည်ကြောက်ပြတောင်တောင်ရှိနတ်ဆောင်နတ်ပြားများဟုအများကသမုတ်ထားကြသောပြားကိုဖွက်လွှဲ၍လာရောက်လေ့လာကြခြင်းဖြစ်လေသည်မြူတောင်နှင့်ရဆက်တဲဖြစ်သောဤကြောက်ဖြာတောင်မှာအမြင့်ပေ300ကျော်ရှိပါ၏ ဘောင်တီတို့ကိုမမွေးဖွားသေးသော ရခင်နှစ်ပေါင်းများစွာကမူအေးမျိုးတောင်ဖျား၌ကြောက်ဖြာကြီးသည်မပေါ်ပေါက်သေးပေ။အေးကြောက်ဖြာကြောင်းနိုင်ရန်ကြီးပေါ်ပေါက်လာသည်မှာနှစ်ပေါင်းတရာပင်မပြည့်တတ်သေးဟုမောင်တီတို့သိရပါသည်။ရခင်ကဤကြောက်ဖြာတောင်တောင်ပေါ်တွင်မြေသားများနှင့်တပင့်ကြီးငယ်များ ပေါက်ရောက်လျက်ဖုံးအုပ်ထားသည်ဖြင့်ဤကဲ့သို့သောကြောက်ဖြာကြောက်တရံကြီးပေါ်လာလိမ့်မည်ဟုမြေသူကများလည်းမထင်ခဲ့ကြ။ထို့ကြောင့် ရခိုင်နှစ်ပေါင်း100ကျော်လောက်ကဆိုလျင်ဤကြောက်ဖြာတောင်ကိုမြေသူကားမြကြောက်ဖြာတောင်ဟုလည်းမခေါ်ကြသည်မြို့တောင်ဟုသာခေါ်ကြ၏မြင်းမောက်နေသောမြို့တောင်ဆောင်ပေါ်မှာမိုးတွင်ဆိုလျင် မိုးရီတို့သည်နေချောသောမြို့တောင်ဖြားသို့ဒလဟောစည်းစင်းကြရာရေတိုက်စားခြင်းတံကိုကြာချေစွာမခံနိုင်သောတိပင်ချုံတွေများနှင့်မြေသားတို့သည်ရေနှင့်အတူ ပြိုပဲ့၍ပါသွားကြပြီမကြခင်ဤเจ้าဖြာသည်စတင်၍ပေါ်လာခြင်းဖြစ်ပါသည်သို့တော်ယခုလိုအေက30ကျော်အကျယ်ဝန်းတော်မရှိသေးပြီတေက2เอกနောက်သာစတင်၍ပေါ်လာခြင်းဖြစ်ပါသည်ထို့နောက်တွင်ကနှစ်စဉ်ရေတိုက်စားမှုတန်ကြောင့်เจ้าဖြာအပေါ်လာခြင်းမိသားများနှင့်တပည့်ကြီးငယ်များသည်တဖြည်းဖြည်းပိုလဲကြသောအရာเจ้าဖြာเจ้าနိုင်ငံကြီးမှာတစ်နေ့တည်းတစ်နေ့ ကျေဝွန်ကြီးမားလာပြီးရခိုင်ကဲ့သို့ကြောက်ဖြာတောင်းဟုခေါ်ဝတ်သမုတ်ချင်းခံရသည့်အထိကျေပြန့်လာခြင်းဖြစ်လေသည်ကြောက်ဖြာတောင်းထိုင်းနှင့်ဘေးနဘတ်တို့တွင်တစ်ပင်ကြီးငယ်များနှင့်ရှုံနယ်ပိပေါင်းများစွာရှိလေရာဧက30ကျော်ကျေဝွန်သောကြောက်ဖြာကြီးကိုအဝေးကပင်ကွက်ကွက်ကွင်းကွင်းလှမ်း၍မြင်နိုင်လေသည်ထိုကြောက်ဖြာတောင်း၏တောင်ခြေတွင်မိုးတွင်ဆိုလျင်ရေစည်းတန်သောတောင်ကျချောင်းကြီးတစ်ခုလည်းရှိသေး၏ ထိုတောင်ကြချောင်းကြီးမှာမိုးတွင်လိုက်တာရေအစီးအလွန်တန်တော်လေ။နှွေလားဆိုလျင်တော့ရေတွေမှာစီးယုံတာစီးလျက်ရှိ။ထို တောင်ကြချောင်းကြီး၏အရှိတ်ကန်းတွင်တော့ရေတွက်မှန်းစား၍ပင်ရနိုင်အံ့မထင်သောရခိုင်ရိုးမတောင်တန်းကြီးတွေက အထက်ထက်ကာကာညိုမိုင်းပိတ်ဆို့ထားလျက်ရှိလေသည်။ထိုတောင်ကြဆန်းချောင်း၏အနောက်ဘက်ကမ်းစမ်းနေကြောက်ပြတောင်၏ရှင်ရင်အောက်တွင်ကြောင်ကောင်းလှိုင်ကူများရှိလျာ။ ထိုနေရာတွင်တရဲတဆီတို့ရွာတဲနေကြသည်ဟုမက်ဆောင်ပြားကို အမြဲနှစ်စဉ်ဖို့ယူလေရှိသောဗာကြီးညိုတို့သားအဖာကဆိုကြသည်။ကြောက်ပြတောင်တောင်ဤအောက်ခြေကြောက်နံရံတွင်နတ်ပြားနှစ်စဉ်ဆွဲတည်မှလည်းအမှန်တော့စိတ်ဝင်စားတရားပင်။အေကြောက်ပြတောင်ကြီးပေါ်လာပြီးနှစ်ပေါင်း20ကျော်၃၀လောက်အကြာမှာမိုးတွေတစ်နေ့မှာမိုးကြီးတဲဆန်သွားရွာပြီးအီကြောက်ဖြာတောင်ထည့်ရဆချီအင်ကြီးပင်ကြီးတပင်ကိုမိုးချိုးပစ်ချလေသည် မိုးချိုပြက်ခံရ၍မတ်မတ်ကြီးရှောင်းနေသောအင်ဂျင်ပင်ကြီးသည်၃လနှစ်အကြာမှတစ်နှစ်ပတ်လုံး၃လနှစ်အကြာမှတပင်လုံးကြောက်ဖြစ်သွားသည်ထို့နောက်၃လနှစ်ကြာပြန်သောအခါတောင်ဆောင်းမှရေတိုက်စား၍မြေပြိုလဲကြကကြောက်ဖြစ်နေသောအင်ဂျင်ပင်ကြီးသည်ကြောက်ပြကြီးအတိုင်းအတန်နဲ့ကြီးမြင့်ဟင်းကလိမ့်ကြသွားလေ။တောင်အထက်ဘက်မှာမိုးရေပြိုမိုးရေ ပြိုမြေတို့နှင့်အတူကြောက်ပြကြီးတိုင်းလိမ့်ကြနေသောကြောက်ဖြစ်အင်ဂျင်ပင်ကြီးသည်ကြောက်ပြကြီးအောက်ခြေကြီးကြောက်စုံကြောက်ဆောင်ကြီးတို့ခုနှင့်ညှိတွေကထွန်နီယာနှင့်ပင်တင်နေလေသည်အီဒီမှာတော့ယနေ့အထိပင်ဖြစ်ပါသည်ကြောက်ပြကြီးနှစောင်းမှာတော့ကြောက်ချွန်းကြီးနှင့်ညှိနေသောကြောက်ဖြစ်အင်ဂျင်ပင်ကြီးနှင့်တောင်ကြချောင်း၏အနောက်ဘက်ကန်ကြောက်ကောင်းနိုင်ကူတို့ရှိရာပေ90ကျော်အမြင့်သာရှိလေသည် ကြောက်ဆုံးနှင့်ညီပြီးကြောက်ပြနိုင်ရန်ကြီးပေါ်တွင်ကန့်လန့်တင်းနေသောကြောက်ဖြစ်အင်ဂျင်ပင်ပေါ်တွင်နှစ်မကြာမီပြောင်းအောင်တအောင်လာဆွဲလေသည်ဤကဲ့သို့ခရခဲစစ်နေရာတွင်လာဆွဲနေသည်ဖြင့်လေထိုပြားကိုနတ်ပြားနတ်ဆောင်ပြားဟု လူအများကတမုတ်ကြခြင်းဖြစ်လေသည်ကြောက်ပြတောင်နိုင်ရန်တွင်ကန့်လန့်တင်းနေသော အင်ဂျင်ပင်ကြီးတွင်ဆွဲနေသည်ကိုတော့လူတိုင်းသိသောသောဤပြားကိုစွန့်စွန့်ဆာဆာတွား၍ဖွေးသည်ဟူ၍ကမရှိခဲ့ပေ ဤပြားကိုဖွင့်ပြီဆိုလျင်ကျောင်းနိုင်ငံကြီးပေါ်တွင်တနည်းနည်းနဲ့ရောက်အောင်သွားနိုင်မှာဖြစ်ပေမည်။ကျောင်းနိုင်ငံကြီးပေါ်ကိုရောက်အောင်သွားရန်ဆိုဒီမှာလဲကျောက်ပြတောင်တိမ်းမှာကျိုးညံနဲ့ဆင်းမှာဖြစ်ပေမည်။ကျောက်ပြနိုင်ငံအောက်ခြေတောင်ကြားချောင်းနဲ့ပြားစွမ်းနေရာမှာပေ90ကျော်သာအမြင့်ရှိတော်လဲ။မိုးတွင်ဆိုလျင်ရေစီးတန်သည့်အပြင်မတ်စောက်သောကျောင်းနိုင်ငံကြီးပေါ်ကိုအောက်ကတက်ရွေလည်းမရောက်နိုင်ကြပေ။ပြီးသူတို့ ဒလပြားရွာမှာတောင်ပေါ်ဒေသဖြစ်တဲ့ဖြင့်တောနဲ့ကြသောရွာအရှိဘက်ကြီးဤကြောက်ပြတောင်အောက်ကိုဆင်းဖို့ဆိုဒီမှာမလွယ်ဘူးပဲတာယာတလိษံများပေါ်တယ်လို့တောချမ်းသည်ဟုလည်းဘိုးဘေးပြည်ပင်အစင်လာကဆိုခဲ့ကြသည်ဤတောင်ဤအနောက်ချမ်းကိုသာနေစဉ်သွာလာနေကြဖြစ်တော်လေရခိုင်ရိုးမကြီးရှိရာအရှိဘက်ချမ်းကိုကမြေတူးမှသွားလေသွားတာမရှိကြပေရင်းကြောင်လည်းတောင်ချေကိုဆင်းပြီးခဲရခဲစေ့ ကြောက်ပြတောင်ဆောင်ပေါ်ကိုပြန်လာကပြားဖို့ရဲသူမရှိတလို့တောင်ထိတ်မှညံဂျိုစားစီတို့နဲ့ခက်ရခက်စစ်ဆင်းကပြားဖို့ရဲသူများမှလည်းတဦးတရာမှမရှိပါချေထို့ကြောင့်လည်းကြောက်ပြကြီးပေါ်တွင်ကန့်လန့်ဖြက်လဲနေသောကြောက်အင်ဂျင်ပင်ကြီးမှပြားအောင်သည်ကြီးကျင်တိုင်းကြီးလျက်ရှိလေသည်ဤဒီကိုတည်သောဗာကြီးညိုသည်ရခင်နှစ်ပေါင်းများစွာကပင်တောင်ထိတ်မှကျွန်းညာစင်ဆင်းကဤပြားကိုဖို့ယူခဲ့သည် တိုးတော်ဘာကြီးညို့နှစ်စဉ်ဖော်သောဤပြားမှာပြောင်းအောင်ပြတ်သွားခြင်း ပြတ်သုံးသွားခြင်းမရှိဘဲတနေ့တက်တနေ့ပွားများ၍သာလာခြင်းဖြစ်ပါသည်ဤဒီတို့ကြောင့်လည်းဤပြားကိုနတ်ဆောင်ပြားနတ်ထားသောပြားဟုအများကသမုတ်ထားကြခြင်းဖြစ်ပါသည် အမှန်မှာဤနာတစ်ဝိုက်ရှိတိပင်တော်တော်နဲ့တွင်ဆွဲသမျှသောပြားများကို ပြားဖွဲ့သမားများကဆဲချပူပွေ ဖွင့်ယူတတ်လျာခိုးကိုရမဲ့ပြားများမှာလူသူလေးပါအရောက်ပေါက်နေသောဤကြောက်ပြတောင်တောင်ပေါ်က ကြောက်အင်ဂျင်ပင်ကြီးစီလာပြီးအုံဖွဲ့နေခြင်းသာဖြစ်ပါသည်။ဗာကြီးညို့မှာဤပြားကိုနှစ်စင်နှစ်တိုင်းဖွဲ့တော်လဲသူလဲပြားရည်ရှိသော ပြားသက်လက်များကိုသာရွေးရွေးဖွဲ့ပြီးမျိုးပေါက်ပွားရန်ပြားတဲ့ငယ်အင်ကုန်မူဖြက်စည်းပြခြင်းမရှိပါဘဲ။ဗာကြီးညို့သည်နှစ်ချီလာများပြားဖို့စားနိုင်ရန်ဤပြားကိုမွေးထားခြင်းဖြစ်ပါသည်။အေဒီမှာဗာကြီးညို့ဤလှုပ်ဝှက်ချက်ဖြစ်တဲ့ဖြင့်မြေသူများဤအကြောင်းကိုမသိကြပါဘဲ။ ။ဘာကြီးညော့ဤလျောဘွားချောက်ကိုမသိတော့လဲလောဘသောနှင့်ဤပြောင်းအောင်ကိုဖွ့ယူရလျင်ငွေတရားနေရာကျင်းစေပေါက်ရနိုင်ဒီကိုသိတော့နောက်ပေါက်နောက်ပေါက်လူငယ်မောင်ဒီတို့ညီကိုမှယခုတော့ဤပြောင်းကိုဖွ့ရန်တိတ်တဆိတ်လေးလာနေခြင်းဖြစ်သည်။မောင်ဒီသည်အတင့်အတင့်ပါလာတော့ဝဘကြိုးတပင်ဤအဝဆတွင်လက်သီးဆုံနှီးပါရှိသောကြောက်ခဲတလုံးကိုရှိက ကြောက်ပြတောင်းတောင်းအောက်ကြီးနတ်ပြားရှိရာသို့ချော့ချလာ၏ မောင်ဒီတရေရွေချောစင်းလိုက်တော့ကြောက်ခဲသည်မိုးမောက်ချုံတက်နေသောကြောက်ချုံကြောက်ဆောင်များနှင့်ထိကလန်ကူလာ၌တက်နေလျင် အပေါ်တို့တစ်ခေါက်ပြန်ဆောင်၍အချိန်နှင့်ပြေရှာရသည်ဒီလိုနှင့်ဝဘတ်ကျိုးအောက်စတွင် ရှိထားသောကြောက်ခဲသည် ပြောင်းုံတီရှိရာကြောက်ဖြစ်အင်ဂျင်ပင်ကြီးနာသို့ရောက်သွားသည်တေချာချင်းချိမချိစစ်သေးကြည့်သောအခါမောင်ဒီသည်ကင်ထားသောနေရာမှကျိုးကိုထုံးလိုက်က ကြောက်ပြတောင်းတောင်းနိုင်ရန်အတိုင်းချောဆင်းလာကဝဘကျိုးကိုအပေါ်သို့ပြန်၍ဆွဲတင်လာ၏မောင်ဒီကဤကဲ့သို့ပြုလုပ်နေခြင်းမှာ ကြောက်ပြတောင်းတိတ်တောစားနေကြောက်ပြတောင်းအောက်ရှည်၌ပြားဆွဲနေသောနေရာ၏အကွာအဝေးကိုတိုင်းတာခြင်းပင်ဖြစ်ပါသည် သူတို့ပြားဖို့ရန်ညံကျိုးဆင်ခြင်းနှင့်ဆင်းမာကဤအကျိုးရှင်မိများလိုမည်အကွာအဝေးလက်လံမိများရှိသည်ကိုတိမှကျိုးညံ့ဆင်၍ဆင်းနိုင်မည်မဟုတ်ပါလား ကျိုးညာစီရန်နဲ့ကျိုးညာချလျင်ချောချောမောမောဖြစ်နိုင်မည့်နေရာကိုလည်းတည်တည်ချာချာလေးလာကြည့်ရှုပြီးကြတော့အခါမောင်တီတို့ညီကို၃ယောက်သည် နေမဝင်ခင်ရွာရောက်ပြန်ခဲ့ကြလေသည်အခန်းလေးကြောက်ပြတောင်ပေါ်မှာတယုံယုံတတော်တော်ဆူညာလာသောတန်ကိုကြားရတော့အခါမြို့တောင်တီမြောက်ဘက်ပိုင်း၌ချူနာကမုံးဦးများတွန်းနေကြတော့မောင်ပေါ်နှင့်မောင်ကိုတို့မှာဆက်ရှင်မိမိအိမ်ဘက်သို့ပြေးလာကြသည် အချိန်မှာနန်းနဲ့10နာရီခန့်သာရှိသေး၏ကျောက်ပြတောင်ပမာတယုံယိုဆူညာလာတဲ့ကို ကြားရ၍အိမ်တို့ပြေးလာကြသောမောင်ပိုနှင့်မောင်ကိုတို့ကိုမြင်သောအခါအိမ်ရှိတွင်ကနာမငိန်ဖြစ်နေသောဘာကြီးညိုမှချက်ချင်းလှမ့်မိ၏ဟေးလူကလေးတို့ဒီဆူညာနေတဲ့အတန်တွေဘဲကလဲကွယ်မင်းတို့ကလေးနာကပါတယ်တေးတေးချာနားထောင်ကြစမ်းကျောက်ပြတောင်ဘက်ကလေးရဲ့ဖမဟုတ်မှလွဲရောကျွန်တော်ထင်တော့ ျွန်တော်တို့နှက်ဆောင်ပြားကိုမောင်ဒီတို့ညီကိုတွေလာဖွဲ့ကြတယ်ထင်တာပဲတားကြီးဖြစ်သူမောင်ဘိုးကဘာကြီးညိုကြီးအမေးကိုမဆိုင်မတော့ဖြေလိုက်အဖကိုကျွန်တော်မပြောဘူးလားဒီနေ့ဒီပြားကိုစောစောဖွဲ့ကြရအောင်ဒီကောင်းနေညီကိုကိုစိတ်မချရပါဘူးလို့တားငယ်မောင်ဘိုးကလည်းဘာကြီးညိုကိုအပြစ်တင်တယ်နဲ့ပြောလိုက်သည်မောင်ကိုဒီမောင်ဒီတို့ညီအကိုကို စိတ်မချတဲ့ဖြင့်တပေါင်းလာစမ်းကပင်ဤပြားကို ဖွဲ့ရန်ပူဇာခဲ့၏ ို့တော့တောထောင်ထဲရှိပန်းခွင်များမဆုံခင်ပြားကိုဖွက်လည်ရင်ပန်းပေါင်းရည်မဆုံ၍ပြားရည်မှာကြာချေမခံတတ်သလိုအရသာလည်းနည်းလေသည်ထို့ကြောင့်ဘာကြီးညိုကပြားသလက်အိမ်တွေမှာပန်းပေါင်းရည်တွေချမ်းလာမြီခါတကြံရန်နေတကူးလာဆန်းကိုစောင်းခဲ့သည်အေဒီမှာလည်းနှိမ့်စင်ဖွင့်နေကြပြားဖို့ချိန်ပင်ဖြစ်ပါသည်ဒီမောင်တီတို့ညီအကိုတွေမှာတုံးဝင်တက်ဆတာဖြစ်တဲ့ဖြင့် ။ဤနဲ့ဆောင်ပြားကိုတော့ဖွင့်ရကြအောင်မည်မဟုတ်ဟုယနေ့စောစောပိုင်းအထိသူကယုံကြည်နေခဲ့၏။ဟောအခုတော့သူ့အထင်မှာတတ်တတ်ဆင်အောင်လွဲသွားခဲ့ပင်သည်။ပလင်းနဲ့ရာကျော်နေပါရနိုင်သောနတ်ဆောင်ပြားကိုမောင်ဒီတို့ညီကိုဥသွားပြီဟုဆိုသောအခါဘာချင်းညိုဤရင်ထဲမှာတစ်ဆို့သွားလေသည်။သူသားတွေပြောသလိုစောစောကပင်ဖွထားလိုက်ရကောင်းတာ။ယခုတော့အလိုကြီး၍အရာနှဲသွားပြီလေဟုနောင်သားစိတ်နှင့်ခေါင်းငိုက်ဆိုင်တွေ့ဝင်နေသည်။ ကြောက်ပြတောင်ပန်းမှာတယုံယုံနဲ့ဆူညံကြတော့ပြားဥတန်တွေလည်းပို၍ဆူဆူညံညံဖြစ်လာလေသည်အဘကျွန်တော်တို့ဒီလိုနေလို့မဖြစ်ကြတော့ဘူးဗျာတွားကြည့်ကြမှာပေါ့တကယ်လို့ဒီကောင်တွေနတ်ဆောင်ပြားကိုဖို့လို့တွေ့ရင်ဝင်ဖို့ပြီဝေစုခွဲတန်းရရင်ရမယ်ဒါမှမဟုတ်ရင်လေတော်တော်ရဲတဲ့အကောင်တွေဒီလောက်အုံကြီးတဲ့ပြားကိုနေကြီးကြောင်တော့လာဖွက်တဲ့ ပြားတုတ်လို့တကောင်ကောင်တော့ကြောက်တောင်ဘောကလိမ့်ကြသေးတဲ့တန်ကြားရအောင်မယ်ဒီလောက်ရဲတဲ့အကောင်ကြီးတော့အင်းတေမအမှတ်မိမလားမသိဘူးမောင်ပေါ်ကြီးစကားတမ်းမဆုံးခင်မောင်တို့ကမောင်ကိုကတချက်တောက်တချက်ခောက်လိုက်ပြီးတယောက်တည်းပြောဆိုနေတယ်လို့ညီးလိုက်သည်မောင်ပေါ်ပြောသည့်မှာအမှန်မင်းဖြစ်သည်အီမြအောင်ကြီးသော ပြားကိုမိမြပြားဖို့ကျွမ်းသူဖြစ်ပါစေနေခင်းကြောင်တော်တွင်တော့ဖွေရကြမည်မဟုတ်ပေ ပြားဖို့သမားများမှအုံကြီးသောပြားများကိုနေထက်ညအခါ၌သာဖွက်လေဖွက်ထားရှိသည်ညဆိုလျင် ပြားထိုးပြားတုတ်တက်တာဤမိတုတ်မိပြောင်းတွေနဲ့မုံပြီးမှပြားသက်လက်ဖြတ်ကြလေရာညဆိုလျင်လူလဲအပူတက်တာလေသည် အုံကြီးသောပြားများကိုနေလည်နေခင်ဖွက်လျင်မိများမိတုတ်မိပြောင်းကောင်းသည့်ဖြစ်စေ ပြားဖွက်သူမှာပြားထုတ်ပြားကြိုက်သောဓာရီကြောင့်၃လေးရက်တော့ထားနိုင်မည်မဟုတ်ပေ အစင်မသိလည်းရင် ပြားတုတ်ပြားခဲသောဒဏ်ကိုမခံနိုင်ဖြစ်ပြီးတတိမိကသစ်ပင်ဘောကလိမ့်ကြရွေးပင်တည်နိုင်၏ထို့ကြောင့်အုံကြီးသောပြားများကို ပြားဖွက်သမားများသည်ညှင်းလိုက်တာဖို့ကြ၏ညာဆိုလည်းရင် ပြားကောင်များမှာနှိတ်ကင်းလောက်ကိုမျက်လုံးမမြင်တာသဖြင့်ပြားတုတ်ပြားကိုက်တက်တာလေသည်ဤသည်တို့ကိုမသိပဲပြားဖို့အတွေ့အကြုံနဲ့နှဲပါတော့မောင်တီတို့ညီကိုမှယခုတော့ကြောက်ရမှန်းလန့်ရမှန်းမသိပဲလောဘသောတစ်ခုတည်းနဲ့ ကြောက်ပြတောင်ဆောင်ပေါ်ကနတ်ဆောင်ပြားကိုလာဖို့နေကြလေပြီ။ဤကောင်ကလေးတွေမှာတုံးဝင်တက်စာကောင်ကလေးတွေဖြစ်တဲ့ဖြင့်ပြားတုပ်ပြားခဲ့ပြီးကြောက်တော်ပေါ်ကတတိလေးလိမ့်ကြကတေဂါမတေရောပြားဆိုလျင်တော့လက်မလက်မလွတ်တန်းဖွက်ကြမိမိုက်တီမိုက်ကန်ကောင်လေးတွေဖြစ်မှန်းဗာကြီးညိုသည်ရခုမှတွင်မိ။ကြောက်ပြားတောင်ဆောင်ပေါ်စီဆွဲနေသောပြားမှာနတ်ဆောင် နတ်သားပြဖြစ်သည်ဟုသော လူကြီးမိဘပြောစကားကိုလည်းဤကောင်းစိုးလေးတွေမှာယုံကြည်ရကောင်းမှန်းလည်းသိကြမည်မဟုတ်ပေ။ကုံကုံပြောရလျင်ကြောက်ပြတော်နတ်ဆောင်ပြအောက်တွင်တရဲတစီတို့ရွာတယ်နေကြသည်။ဤနတ်ဆောင်ပြကိုဖွတ်တော်မည်ဆိုလျင်တောပိုင်တောင်ပိုင်တွေကိုတောင်းပန်ရသည်။တောပိုင်တောင်ပိုင်တွေစီမှာခွင့်တောင်းရသည်။ဤကိစ္စပြီးမှာ အခါရညအခါတွား၍ကျိုးညံများချကာလက်ဆောင်ပြားကိုဖွေရသည် ပြားဖွေရာ ပြားသက်လက်ဖက်ရာတွင် ပြားသက်လက်အစားအနာများအောက်သို့ကျသွားပြီဆိုလျင်လက်ဆောင်ပြားရှိရာကြောက်ပြတောင်ချင်းရင်နာရွာတဲနေသောတရေသစီများသည်အပေါ်မှကျလာသော ပြားသက်လက်အစားအနာများကိုလူစားကြသည်တကောင်နှင်းတကောင်ပြားသက်လက်လူ၍ရံပြစ်နေကြတံကိုလည်းကြားရသည် အောက်သို့ငုံကြည့်လျင် မျက်နှာတွေကိုသာမမြင်ရတော့လေတကောလုံး မဲမဲဖြူဖြူအကြောင်းအကြားရှိလာတော့တရေတစေရောင်စုံများကိုပြားတလက်အစားအနများလူရင်လှုပ်လှုပ်ရွရွမြင်နေရသည်တရေတစေကလေးငယ်များဤပြားတလက်ညီတောင်းတန်ကိုလည်းကြားရပါသည်ပြားလာဖွေသူများလက်ထံမှပြားတလက်အစားအနများလွတ်ကြတာနဲလည်းရင်ဝမ်းကောင်းတန်ကြီးနှင့်အန်ကျိတ်ခါနတ်ဆောင်ပြားလာဖို့နေသူတွေကိုခေါင်းမော့ကြည့်တတ်သည်ထို့အခါအမောင်ထဲတွင်မိကြီးမိခဲ့ကဲ့သို့နီနီရဲနေသော တရေတစေတို့မျိုးလုံးများကိုအတိုင်းသားမြင်နေရသည်ထို့ကြောင့်နတ်ဆောင်ပြားကိုဖုတ်လျင်တရေတစေတို့ကျင့်တမှုရှိအောင်ပြားဖို့သူကတမင်တကာလောကြအောင်ဆောင်၍ပြားတလက်အစနာများကိုအောက်သို့ရှာပေးရသည်ဤသို့ရှာမပေးလျင်သူ၏တပည့်တပန်းများဖြစ်ကြသောတရေတစေများကိုမကြွေးမမွေးရကောင်းလားဟုတောင်ပန်ကြီးနတ်ကလည်းမကျေနပ်တတ်ပေတောင်ပန်ကြီးနတ်ကမကျေမနပ်ဖြစ်လျင်အင်းချင်းပင်ခိုင်းပြားကိုခိုင်းကြီးကို ဖန်ဆင်းပြုလုပ်ထားတတ်သည်ထိုကိုင်းများပေါ်တွင်အရေးတချွန်းချွန်းဖြစ်နေသောပြားလက်ဖို့ပြားလက်သက်များကို တမင်ဖန်ဆင်းထားတတ်သည်ထိုအခါလောဘသောကတ်နေသောပြားဖို့သူမှာ အင်ချင်းပင်ကိုင်း၌တမင်ပြားဆွဲနေသည့်အထင်နှင့်တောင်ပိုင်းကြီးဖန်ဆင်းထားသောပြားဆွဲတဲ့ကိုင်းကိုလှမ်းယူလိုက်ရာညအောင်ထဲတွင်ဖန်ဆင်းထားသောတဲ့ကိုင်းကချက်ချင်းပျောက်သွားပြီးရှေလိုလက်လိုဖြင့်ကြာကကြောက်ပြတောင်အောက်ရှိတရဲရွာသို့ကျသွားတတ်သည် အပေါ်မှာကြားလာသောလူကိုတရေများသည်ဝိုင်းအောင်၍ကြိုး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 ဖြင့်အရှင်လက်လက်ဝါစာပြစ်တတ်ကြသည်ထို့ကြောင့်ရခင်ကဤပြားကို ဖွ့ရန်တွားကြပြီးရွာတို့ပြန်မရောက်ကြသောပြားဖွ့သမားတွေမှာတောင်ပန်ကြီးစီတွင် ခွင်တောင်းခြင်းတောင်ပန်ကြီးသားမေးတပည့်တဆင်များကိုကျွေးမွေးရန်မတိသည်ဖြင့်တောင်ပန်ကြီးနကတမင်တက်ပြစ်သူများသာဖြစ်သည်ဟုဗာကြီးညိုကကြောက်ဖြာတောင်ကြီးနောက်နတ်ဆောင်ပြားကိုဖွက်ရ၌သူတွေ့ကြုံရသော အတွေ့အကြုံများကိုပြောပြလျင် မျက်လုံးဝိုင်းသားနဲ့နားထောင်နေကြတော့လူအုပ်ကြားထဲမှာအငဲဆုံးကောင်ဖြစ်တော့မောင်ကြီးကဒါတွေကဗာကြီးညို့လှုပ်ကြံပြောတာတွေတော့မဟုတ်ပါဘူးနော်ကျွန်တော်တို့တော့ယူတယ်လို့ပဲဆိုဆိုပေါ်တယ်လို့ပဲပြောပြောတရေသက်စီညို့ရတယ်မယုံပါဘူးဗျာဗာကြီးညို့စီကာပကုံပြောပြတာနားထောင်လို့တော့ကောင်းပါတယ်ဒါပေမဲ့တောင်ပိုင်ကြီးကအင်ဂျင်ကိုင်းပြားလို့ပြားလက်ဘက်တွေဖန်ဆင်းတာကိုတကယ်ထင်ပြီးလှမ်းကိုင်းတော့ကြာသေးတယ်တစီတရေတွေစားပြစ်တယ် နတ်သက်တယ်ဆိုတာ၄ကိုတော့အောက်ကမဟုတ်နိုင်ဘူးမတော်တဆအခြေချော်လက်ကျဖြစ်တာပဲဖြစ်မယ်ဒီလိုမဟုတ်ရင်လည်းညံချိုးပြက်ကြလို့ပြားထုတ်တဲ့ခံကိုမခံနိုင်လို့သာဖြစ်ရမယ်ဟုစောရက်ကတက်လေသည်ဟဲ့ကောင်းဆိုးလေးနေကမနေ့တနေ့ကမှမွေးတာဒါတွေဟာအဘလက်တွေမှပြောတာကွယ်မင်းမယုံရင်မင်းရဲ့ဖေထုံးမီကိုမေးကြည့်မင်းတို့ကမမွေးဖွားမီဟိုးရှိရှိတုန်းက တို့ဒလပြားရွာတွေဖြစ်ကြတယ်ဥအောင်ချမ်းတို့ညီကိုနဲ့ပြားဖို့တဲ့နေရာမှာပြိုင်ဘက်မရှိအောင်တော်တယ်နာမကြီးပြားဖို့တမှာဖိုးလာဦးတို့ဟာဒီနတ်ဆောင်ပြားကိုဖို့ဖို့သွားကြရင်ပျောက်ဆုံးသွားကြတာနေကဘာသိတို့လဲလူကြီးတွေပြောရင်ကပ်ဖက်ပြောတို့ပဲတတ်တယ်ဤကောင်ဆိုးလေးမှာငငယ်ကသူ့အမေသူ့အဖေတို့ဆင်းရဲလွန်း၍မိမချီသူ့ဦးလေးတယောက်စီမှာသွားနေရသည်သူ့ဦးလေးကကြောင်းထားပေမဲ့ လောကရအကြောင်းတွင်လေငါးဌာနနေဘူးသူဖြစ်ရာတရေတစေစားတိတို့ကိုလည်းလုံးဝယုံကြည်ပုံမရပေ။ဘာကြီးညိုကဤသို့အကျိုးသင့်အကြောင်းနှင့်ပြောပြသည်ကိုပင် ပြားဖွက်သွားရင်ကြားကြိုက်သေးတာကောမဖြစ်နိုင်ဘူးလားဟုအထွန်းတက်လိုက်သည်။ထို့အခါဘာကြီးညိုပြောပြသည်ကိုတက်ထက်ရင်ဖို့နားထောင်နေကြတော့လူကြီးတွေကဝိုင်းဆိုဆဲကြတဲ့ဖြင့်မျက်နာမဲ့၍တယောတော်တော်လောက်ကဆက်လက်၍နားထောင်နေတတ်သည်။ဘေးဘာကြီးညိုကြတော့ရော တောင်ပန်ကြီးကခွင့်ပြုထားတယ်ဆိုပါတော့တောင်ပန်ကြီးကိုဗာကြီးညိုကဘလို့တောင်းပန်ရလဲအမိတ်ရှိပါဦးဟုကယောကမီလည်းမေးတတ်သည်သို့တော်ထိုးစင်းကဤမဖြစ်စလောက်ဥမှမြေစာမမြောက်သောကောင်ကလေးသည်ကြောက်ပြတောင်ဆောင်ပေါ်ကနတ်ပြားနှင့်မြည်သူမြမပတ်သက်နိုင်ဟုထင်ခဲ့သည်ဖြင့်တောင်ပန်ကြီးကိုခွင့်တောင်းရသောနတ်ပင်ဂါရာများကိုပင်ဗာကြီးညိုက တခန္တနာရွတ်ဆိုပြခဲ့မှုသည်အမှန်ကတော့ဤကောင်ကလေးသာမဟုတ် သူ့အကိုမောင်တီမောင်တီတို့ကလည်းကြောက်ပြတောင်းတောင်းရှိနတ်ဆောင်ပြအကြောင်းကို အခါခွင့်တင်နိုင်ဘာကြီးညိုကို၎င်းဘာကြီးညိုဟီတားနှစ်ယောက်ကို၎င်းမေးမြန်းဖူးကြသည်ဘာကြီးညိုဟီတားနှစ်ယောက်မှာလည်းဘာကြီးညိုပြောပြထားသည့်အတိုင်မောင်တီတို့ညီကိုတွေကို ပြောပြဖူးသည်ဟုဆိုလေသည်ဤတီတို့ကိုတွေးမိသောအခါဘာကြီးညိုတို့တားအဖ၃ယောက်မှာတယောက်မျက်နှာတယောက်ကြည့်ပြီးစကားမပြောနိုင်ပေခဏတော့ငိုင်သွားကြသည် ကြောက်ပြတောင်ပွားမှာပြောင်းအောင်ကြီးပြိုကြတန်ဒီပို၍ဆူညာလာလေသည်အမှန်တော့ဘာကြီးညိုတို့သားဖာရှင်ပြုယဟန်းကံအလိုမတ်တများ၌ကြောက်ပြတောင်ပေါ်ကနတ်ပြဖွှချင်းအကြောင်းမောင်တီတို့ညီအကိုကို အရင်ကမေးမိကြသည်မှာတွေ့ရတာရဖြစ်၏တို့တော့မပြေးလည်ရင်ကံရရှိပြီမို့ဘာကြီးညိုကတော့မောင်တီတို့ညီအကိုကိုအတက်ဆွဲတော်သည်ကဲဒီလိုဖြစ်နေလို့လည်းမဖြစ်ဘူးအဖရဲ့ ွားကြည့်ကြပါပဲတကယ်တော့ဒီအကောင်တွေကိုနတ်ဆောင်ပြဖို့လို့တွေ့ရင်တဝက်တဝက်တာလဲပြန်ရအောင်ရရင်လို့ဒါမှမဟုတ်ရင်လည်းအကုန်ကျွန်တော်တို့ရအောင်တနေ့နေ့နဲ့တွားလို့ကြမှာဖြစ်မယ်ပြောနေကြတယ်လာတွားမယ်အဖနောက်မြန်လက်မြန်ဖြစ်သူဘာချင်းညိုဤတာကြီးကဓာတ်တက်လောက်ကိုပခုံးထမ်း၍ရှေ့ကထွက်သွားသောအခါဘာချင်းညိုနှင့်တားငယ်မောင်ကိုတို့မှဓာတ်တယောက်တက်လက်စီနှင့်ထွက်လာကြလေသည်ဟုတ်ကဲ့ပါခင်ဗျာ ဒီနေ့အပိုင်းနှစ်စီစဉ်တင်ဆက်မှုကိုဒီမာနေခေတ္တခဏရနာခွင့်ပြုပါခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားပေးကြကြပါတော့ကျွန်တော်တို့ရဲ့ညီကောင်တော်မတူတူယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပင်တင်ရှိပါရခင်ဗျာကျွန်တော်ကတော့စာဖတ်သူရွှေတာဖြစ်ပါတယ်ခင်ဗျာ